ထားပါရှင် MPA သတင်းဌာနရဲ့ဒီကနေ့ဧပြီလ10ရက်နေ့မှာရရှိထားတဲ့သတင်းတွေကို ကျမခရစ်စတယ်ကတင်ဆက်ပေးပါမယ်ရှင်။တင်ဆက်ပေးမယ့်သတင်းတွေကတော့အင်းတော်မြို့ကို တော်လိုင်းပူပေါင်းတပ်တွေအလုံးစုံသိမ်းပိုက်လိုက်တဲ့သတင်း၊မန္တလေးနယ်စကိုင်းအပါအဝင်ပြည်နယ်နဲ့တိုင်းတို့မှာ၅ရက်ခန့်မိုးများနိုင်တဲ့သတင်း ငလင်ဘေးကြောင့်ပြည်သူတွေပူဆွေးနေပေမဲ့မော်လမြိုင်မြို့လေကောင်က လမ်းမတွေပေါ်မှာတော့လောင်စားဝိုင်းနေညတိုင်းပြုလုပ်နေတဲ့တဲ့ရင်အပြည့်ရဲ့ကြီးညာထားတဲ့စစ်ကောင်စီကဧပြီပထမပတ်အတွင်းမှာပဲ draw ဘုံနဲ့အကြိမ်ရေ150ထပ်မင်းတိုက်ခိုက်ခဲ့တယ်လို့အေအေပြောတဲ့တဲ့ရင်မန္တလေးငလင်ကြီးလို့ခေါ်ဝေါ်သုံးဆွဲဖို့စစ်ကောင်စီတမတ်ခဲ့ပေမဲ့ပညာရှင်တွေကတော့သခိုင်းငလင်လို့ပဲသုံးနှုံးနေကြတဲ့တဲ့ အခွန်အောက်စစ်ပွဲကိုအဆုံးထိဆက်တိုက်မယ်လို့တရုတ်ကြေညာတဲ့သတင်းအစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ ထမဆုံးသတင်းတပုတ်အနေနဲ့အင်းတော်မျိုးကိုတော်လိုင်းပူပေါင်းတက်တွေအလုံးစုံသိမ်းပိုင်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းအထက်ပိုင်းအင်းတော်မျိုးကိုတော်လိုင်းပူပေါင်းတက်တွေကဧပြီ9ရက်ညပိုင်းမှာအလုံးစုံသိမ်းပိုင်နိုင်ခဲ့တယ်လို့သိရပါဗါတယ်။တော်လိုင်းပူပေါင်းတက်တွေကအင်းတော်မျိုးကို2024ခုနှစ်ဩဂုတ်လ16ရက်ကစလို့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးရှစ်လအကြာမှာတော့အလုံးစုံသိမ်းပိုင်နိုင်ခဲ့တာဖြစ်ပါတယ်။အင်းတော်မျိုးကိုစတင်ထိုးစစ်ဆင်ပြီးနောက် K ခိတရရနာခဲ့ပေမဲ့အခုနေ့မတ်စတာ31ရက်မှာတိမ့်ပိုက်ဖို့ကြံနေတဲ့ဂျပန်လိုက်ကူဂုံကို ပြန်လည်ထိုးစစ်ဆင်ခဲ့ပြီး၅ချိန်မြောက်မြို့သိမ်းတိုက်ပွဲကိုပြန်လည်ဆင်နွှဲခဲ့တာဖြစ်တယ်လို့သိရပါဗျ။စစ်ကောင်စီဘက်ကလည်းလေချောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေနဲ့အပြင်းထန်ခုခံခဲ့ပြီးတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေဘက်ကရဲဘော်6ဦးကြာဆုံးခဲ့တယ်လို့ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ဆိုပါတယ်။အင်းတော်မြို့သိမ်းတိုက်ပွဲကာလတခြားစစ်ကောင်စီတပ်က ဂျက်ဖိုက်တာတွေဝိုင်းတွဲလင်ရင်တွေအသုံးပြုခုခံခဲ့သလိုမြေပြင်တပ်ဖွဲ့တွေကလည်းအပြင်းထန်ခုခံနေတဲ့ဂျာကနေမြို့ကိုခက်ခက်ခဲခဲတင်ပိုက်ခဲ့ရတာဖြစ်တယ်လို့သိရပါဗျ ဒုတိယသတင်းတပုတ်အနေနဲ့မန္တလေးနဲ့စကိုင်းအပါအဝင်ပြည်နယ်နဲ့တိုင်းတစ်ချို့မှာငားရက်ခန့်မိုးများနိုင်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပင်ကလာပင်လယ်ော်တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေပြင်းအားနဲ့ရပ်ဝန်းကြောင်းငလင်းထန်တင့်ခဲ့တဲ့မန္တလေးတိုင်းနဲ့စကိုင်းတိုင်းအောက်ပိုင်းဒေသအပါအဝင်ပြည်နယ်နဲ့တိုင်းတစ်ချို့မှာငားရက်လောက်မိုးများနိုင်တယ်လို့မိုးလေဝသသောက်ကြည့်သူဥဝင်နိုင်ကပြောပါရတယ်။လာမယ့်ဧပြီ17ရက်ကနေ15ရက်အထိရခိုင်ပြည်နယ်၊မကွေးတိုင်း၊ရန်ကုန်တိုင်း အေယာဝတီတိုင်း၊ပဲခူးတိုင်းတွေအပြင်မန္တလေးတိုင်း၊စကိုင်းတိုင်းနဲ့နေပြည်တော်တို့မှာမိုးအတင်းတင်းကနေမိုးများနိုင်တဲ့အခြေအနေရှိတယ်လို့ဥဝင်နိုင်ကဆိုပါတယ်။အဲဒါကြောင့်ငလင်တန်တင့်ထားတဲ့ဒေသကပြည်သူတွေအနေနဲ့မိုးများနိုင်မှုအခြေအနေတွေကိုကြိုတွက်ပြီး မိုးကနဲ့ရွက်ပြင်တဲကြီးတွေကိုကြိုတင်ပြင်ဆင်ထားဖို့ကြိုတင်သတိပေးခဲ့တာဖြစ်ပါတယ်။အင်အားဖြင့်ငလင်လောက်ခတ်ပြီးဆဲရကြတဲ့အချိန်မှာပြည်တွင်းကရှားဖွေကယ်ဆယ်ရေးလုပ်ငန်းတချို့ရပ်နားမှုတွေရှိလာပြီးပြပနိုင်ငံကကယ်ဆယ်ရေးအဖွဲ့တချို့လည်းမြန်မာနိုင်ငံကပြန်လည်ထွက်ခွာမှုတွေရှိနေတာပါ။ပြီးခဲ့တဲ့ဧပြီ9ရက်ကလည်းမန္တလေးနဲ့စကိုင်းမြို့တွေမှာမိုးသည်ထန်စွာရွာသွန်းခဲ့ပြီးလေပြင်းတိုက်ခိုက်မှုတွေကြောင့်ငလင်ရှောင်းကန်တွင်ပျက်စီးမှုဆိုလာမီတိုင်လဲကျ မှုတွေဖြစ်ပေါ်ခဲ့တယ်လို့မြို့ခံတွေကပြောပါဗျ။တတိယသတင်းတစ်ပုဒ်အနေနဲ့ငလင်ဘေးကြောင့်ပြည်သူတွေပူဆွေးနေပေမဲ့ ောင်လမြိုင်မြို့လေခေါင်ကလမ်းမတွေပေါ်မှာတော့လောင်စာဝိုင်းနေညတိုင်းပြုတ်လုံနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြားပြင်းငလင်ချောင်းပြည်သူတွေပူဆွေးတော့ကရောက်နေကြပါမယ်။မောင်လမြိုင်မြို့လေခေါင်ကလမ်းမတွေပေါ်မှာတော့လောင်စာဝိုင်းတွေကိုညတိုင်းပြုတ်လုံနေရလို့မောင်လမြိုင်မြို့ခံတွေကပြောပါတယ်။မောင်လမြိုင်မြို့ကအပေါ်ကြီးနဲ့ပြည်နယ်ဘောလုံးကွင်းချာမှာအသစ်ဖွင့်ထားတဲ့ Grand Mall မြိုင် Shopping Mall ဘေးမှာလောင်စာဝိုင်း200ကျော်ပါတဲ့လောင်စာလန်ကို Matchla 25ရက်က စလို့ညာတိုင်းဖွင့်လင့်နေတာဖြစ်တယ်လို့မွန်ပီနယ်အစိုးရအဖွဲ့ရုံးနဲ့ဤဆက်သူတအုပ်ကဆိုပါတယ်အဲ့ဒီလောင်းကစားလမ်းမကြီးပေါ်မှာအနီထောင်းဂလုတ်ဖဲနဲ့အယုတ်လဲလောင်းကစားဝိုင်းတွေရှိပြီးအဲ့ဒီဝိုင်းတွေကိုဧပြီ9ရက်အထိညတိုင်းဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့သိရပါဗါးတယ်။အဲ့ဒီလောင်းကစားလမ်းမကိုစစ်ကောင်စီခန့်မွန်ပီနယ်ဝင်းကြီးရဲ့တပည့်မော်လမြိုင်မျိုးစီမံအုပ်ချုပ်ရေးကောင်စီဝင် ဥတင်ချိုကဥဆောင်ပြီးလိုင်းကျေးယူကဖွင့်လှစ်နေတာဖြစ်တယ်လို့မော်လမြိုင်မြို့နယ်တဝိုက်မှာနေထိုင်သူတအုပ်ကပြောပါတယ်။လမ်းကစားလမ်းကိုညနေ9:00နာရီကစပြီးကစားသူရှိရင်ရှိတယ်လို့မိုးလင်းပေါက်အထိဖွင့်လှစ်နေတာဖြစ်တယ်လို့အပြော်ရင်ကစားသူတွေကည10:00နာရီအထိပဲကစားကြတာဖြစ်ပြီးအဲ့ဒီလမ်းကစားလမ်းမှာ WY မူးယစ်ဆေးကိုတရဲဝင်တစ်ဖွဲရောင်းချနေတယ်လို့လည်းသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အပြည့်ရဲ့ကြေညာထားတဲ့စစ်ကောင်စီကဧပြီပထမပတ်အတွင်းမှာ မှာပဲ drop ဘုံးနဲ့အကျဉ်းရ150ထက်မနည်းတိုက်ခိုက်ခဲ့တယ်လို့ AA ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီကဧပြီလ2ရက်ကနေ22ရက်အထိ နိုင်ငံတော်ဝန်ယာယီအပြစ်ခတ်ရက်စဲကြောင်းကြေညာထားပေမယ့်ရခိုင်ပြည်နယ်မှာတော့ကြီးရည်လေအပြင်လက်နက်ကြီး drop ဘုံးတွေနဲ့ drone တွေကိုအသုံးပြုပြီးတိုက်ခိုက်နေရလို့အာရခတက်တော်ကပြောပါတယ်။စစ်ကောင်စီကအပြစ်ရက်ကြောင်းမကြေညာခင်ကတည်းကတရုတ်စီမံကိန်းတွေရှိတယ်။ကြောက်ဖြူ စစ်တွေပဲခူးတိုင်းနဲ့အေအော်ဒီတိုင်းတွေကအာရခတက်တော်တပ်ဖွဲ့ဝင်တွေကိုလက်နက်ကြီး drone ဒရုန်းတွေနဲ့ တံပြန်ထိုးစစ်တွေလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗါတယ်။အာရကတက်တော်ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့ကပြည်သူတွေငလင်ဘေးတံကြုံတွေ့နေရတဲ့အတွက်ဧပြီတလလုံးကိုထိုးစစ်တွေရက်စဲထားမယ်လို့ကြေညာပြီးနောက်စစ်ကောင်စီကလည်းရက်20ကြာအပြည့်ရထားမှာဖြစ်တယ်ဆိုပြီးကြေညာခဲ့တာပါ။စစ်ကောင်စီကအပြည့်ရကြောင်ကြေညာထားပေမဲ့လည်းလေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေကိုဆက်တိုက်လှုပ်ဆောင်နေပြီးသူတို့ကိုယ်တိုင်ထုတ်ပြန်ထားတဲ့အပြည့်ရဆိုင်ရာအကြောင်းအရာတွေကိုလေးစားလိုက်နာမှုမရှိဘူး ဘူးလို့အာရခတက်တော်ကပြောပါတယ်စစ်ကောင်စီကတော့အပြစ်ခက်ရက်စဲရေးကိုချိုးဖောက်နေတာဟာ AA KIA TNL KNL နဲ့ PDS စတဲ့လက်နက်ကင်အဖွဲ့တွေဒါဖြစ်တယ်ဆိုပြီးသူ့အလောက်အောက်ကနိုင်ငံပိုင်ရုပ်တံတွေကတဆင့်ပြောဆိုနေတာပါဆက်လက်ပြီး မန္တလေးငလင်ကြီးလို့ခေါ်ဝေါ်သုံးဆွဲဖို့စစ်ကောင်စီတတ်မှတ်ခဲ့ပေမယ်ပညာရှင်တွေကတော့စကိုင်းကလင်လို့ပဲသုံးနှုန်းနေကြတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကယ်ဆယ်ရေးမလုံလောက်မှုကြောင့်အပြက်စီးအလွန်များခဲ့တဲ့တမောင်းဝင်ငလင်ကြီးကိုမန္တလေးငလင်ကြီးဆိုပြီးခေါ်ဝေါ်သုံးဆွဲကြဖို့စစ်ကောင်စီတတ်မှတ်လိုက်ပေမယ်ငလင်ပညာရှင်တွေကတော့စကိုင်းကလင်လို့ပဲသုံးနှုန်းနေကြပါတယ်။ပြီးခဲ့တဲ့မတ်လ28ရက်မွန်လွယ်ပိုင်းကမန္တလေးမြို့မြောက်ဘက်20တမိုင်အကွာကိုဗဟိုပြုပြီး အင်အားရတာစကေ9.8အဆင့်ရှိတဲ့ငလင်ကြီးလှုပ်ခတ်ခဲ့တယ်ဆိုပြီးစစ်ကောင်စီကကြေညာခဲ့တာဖြစ်ပါတယ်။ပညာရှင်တွေကတော့သခိုင်းပြည့်ရီကျောပေါ်မှာလှုပ်ခတ်ခဲ့တယ်လို့ပြောနေကြပါမယ်။လက်ရှိအချိန်ထိငလင်ဘ ਹੁ ချက်ဟာသခိုင်းတိုင်းနဲ့မန္တလေးထဲကဘေးနေရာကို ဖြစ်တယ်ဆိုတာကိုတော့တွေးဟဖြစ်နေကြစေပါ။စစ်ကောင်စီကတော့မန္တလေးငလင်ကြီးလို့ခေါ်ဝေါ်သုံးဆဖို့တတ်မှတ်လိုက်ပါမယ်။မိုးလေဝသနဲ့ငလင်ပညာရှင်တချို့ကတော့သခိုင်းငလင်လို့ပဲ ည်းခေါ်ဝေါ်သုံးဆွဲနေကြတာကို တွေ့ရပါတယ်။မိုးလေဝသပညာရှင်တို့ကတော့အဲ့ဒီငလင်ဟာသခိုင်းတိုင်းတွေကရေခါအင်းရွာနာကရေခါအင်းနာကိုဗဟုပြုလောက်ခတ်ခဲ့တာဖြစ်တယ်လို့ဆိုကြပါတယ်။ဒါ့အပြင်သခိုင်းတိုင်းတွေကငလင်ပြည့်၍ကြောကြောင့်မြေသားအန်လွယ်မှုဟာနှစ်ပေကနေ15ပေအထိဖြစ်ပေါ်ခဲ့ပြီးမြေလွှာအပ်ွယ်ကြောင့်အလျားကတော့တောင်မြောက်ကိုးမိုင်လောက်ရှိရလို့ပညာရှင်တို့ကဟေးသားထားကြပါတယ်။ ဖျားပြင်းငလင်းကြောင့်မတ်လ28ရက်ကနေဧပြီ9ရက်အထိတည်ဆုံးသူ3600တရားရသူ9000ဆက်ခွန်ပျောက်ဆုံးနေသူ160လောက်ရှိတယ်လို့စစ်ကောင်စီကပြောပါရယ်။ နောက်ဆုံးနိုင်ငံတကာသတင်းတပုတ်အနေနဲ့အခွန်ကောက်စစ်ပွဲကိုအဆုံးထိဆက်တိုက်မယ်လို့တရုတ်ကြေညာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတိုးမြင့်ချမှတ်လိုက်တဲ့အခွန်တွေကြောင့်ဖြစ်ပွားခဲ့တဲ့ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးစစ်ပွဲဟာအင်ကာနေမှာရော့ကျသွားမယ်လက္ခဏာအနည်းငယ်ဖြစ်ပေါ်ခဲ့ပေမယ့်တရုတ်ဆိုရာကအမေရိကန်ရဲ့ချိန်ချမှုအပေါ်ခေါင်းငုံခံမဲ့အဆုံးထိရင်ဆိုင်သွားဖို့ဆုံးဖြတ်ထားတယ်ဆိုပြီးကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်အတွင်းအမေရိကန်ကအခွန် ွန်သုံးမြင့်တက်မှန်လိုက်တဲ့အပေါ်ထတ်တူပြန်လဲတုတ်ပြန်မယ်လို့တရုတ်အစိုးရကဆုံးဖြတ်ခဲ့တာကြောင့်သမရထရန်ကလည်းတရုတ်သွင်းကုန်တွေအပေါ်အခွန်တရာရာခိုင်နှုန်းကျော်အထိသုံးမြင့်မှုဗုဒ္ဓနေကချိန်ချောက်ထားပါတယ်။သမရထရန်ရဲ့အခွန်သုံးမြင့်မှုတွေဟာနိုင်ငံများစွာကိုထိခိုက်စေခဲ့သလိုငွေကြေးဈေးကွက်တွေကိုလည်းအစိုးရဆုံးအခြေအနေကိုရောက်ရှိစေခဲ့တဲ့အပြင်ကမ္ဘာစီးပွားရေးကျဆင်းမှုဘက်ကလည်းဥတီခဲ့တာကြောင့်ဥရောပသမဂ္ဂအနေနဲ့ဒံပြန်တက်မှတ်မဲ့အခွန်နှုန်းထကိုတက်မှတ်ထား ထားပါတယ် မရထရန်ရဲ့နိဆက်သူတွေအပါအဝင်စီးပွားရေးခေါင်းဆောင်တချို့ကထရန်ကိုအခွန်တိုးမြင့်မှုတွေဆံမလုပ်ဖို့တိုက်တွန်းခဲ့ပြီးရန်နှင်းငယ်ကြမှာယင်းနှိမ့်မြုံနံသူတွေအတွက်စိတ်လှုပ်ရှားစရာအဖြစ်စတော့ဈေးကွက်တွေပြန်လည်အကောက်လာခဲ့ပါတယ်။အမေရိကန်ကတရုတ်သွင်းကုန်တွေအပေါ် အခွန်စုစုပေါင်း54ရာခိုင်နှုန်းအထိတိုးမြင့်လိုက်တာကြောင့်ကုန်သွယ်ရေးတင်းမာမှုမြင့်တက်လာပြီးတရုတ်နိုင်ငံအနေနဲ့ပို့ကုန်အခြေခံကုန်ထုတ်လုပ်ငန်းကနေပြည်တွင်းသုံးစွဲမှုကိုမြင့်တင်မှုသူ့ရဲ့စီးပွားရေးဦးတည် ချက်ကိုပြောင်းလဲဖို့စဉ်းစားနေပြီးဒါဟာအမေရိကန်ဈေးကွက်တွေအပေါ်မိခုံမှုကိုရှော့ချဖို့ပဲဖြစ်ပါတယ်။ထရန့်အစိုးရကအခုလိုအခွန်တွေတွန်းမြင်လိုက်တာဟာသက်ဆိုင်ရာနိုင်ငံအသီးသီးရဲ့လုပ်ငန်းတွေကိုအနှောက်အယှက်ဖြစ်စေသလိုစီးပွားရေးဗျူဟာတွေပြောင်းလဲခြင်းကမ္ဘာနိုင်ငံများရဲ့စီးပွားရေးမတိကျမရေရာမှုများကိုပုံမှန်ဆိုးရွားလာစေရလို့ပညာရှင်တွေကသုံးသပ်ထားပါတယ်။ MB ရဲ့တနစ်တာထူကြတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြီးစုနာဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်